တောင်သူကြီးနဲ့ပန်းသီးပုံမြင်တခါတော့ကပန်းသီးတွေကိုစိုက်ပြိုးတဲ့တောင်သူကြီးတယောက်ရှိတဲ့သူဟာပန်းသီးစိုက်ပြိုးရာမှာလောဟကိုကျွမ်းကျင်သူလည်းဖြစ်တဲ့ဒါကြောင့်ပန်းသီးရာသီဆိုသူ့ရဲ့ပန်းသီးစိုက်ခင်းမှာအလုံးအဖန်လှတဲ့စားချင်စရာပန်းသီးတွေနဲ့ပြည့်နှံ့လို့နေတယ်။ဒီနေ့မှတောင်သူကြီးဟာ ူ့ရဲ့ခွေးကလေးကိုခေါ်ပြီးပန်းသည့်ပင်ကြီးတွေစီဖျက်လျှောက်သွားတယ်။အဲ့ဒီအချိန်မှာသူဟာပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုတတိပြုမိတယ်။အေဒါကတော့အသီးတွေဝီဝီဆာဆာတီးနေတဲ့ပန်းသည့်ပင်ကြီးတပင်ရဲ့အပေါ်မှာပန်းသည့်ပုတ်ကြီးတလုံးရှိနေတာပဲဖြစ်တယ်။အေဒါနဲ့တောင်သူကြီးဟာသူ့ရဲ့စိတ်ထဲမှာဒီလိုစဉ်းစားလိုက်တယ်။ ဒီပန်းနီးပုတ်ကြီးတစ်လုံးကနေပြီးကြံတဲ့ပန်းနီးတွေစီကိုကူးသွားရင်ငါ့ရဲ့ပန်းနီးတွေအားလုံးပျက်စီးတော့မှာပဲငါတစ်ခုခုလုံးမှဖြစ်မယ်ဒီလိုနဲ့သူဟာဝါရှည်ကြီးတစ်ချောင်းကိုယူဖို့ကားကူတော်ဘက်ကိုသွားတယ်အေးဒီပုတ်နေတဲ့အသီးကိုတကြုံနဲ့ခူလာရင်ပြဿနာကိုဖြေရှင်းနိုင်ပြီပေါ့လို့လဲသူ့ဘာသာသူပြောလိုက်တယ်ဒါပေမဲ့ပန်းဒီပုတ်ဟာ ဟိုးအမြင့်ကြီးမှရှိနေတဲ့အတွက်ဘယ်လိုပဲကြိုးစားကြိုးစားတောင်သူကြီးရဲ့တကြူဟာပန်းနီးပုတ်ကိုမမီဘူးဖြစ်နေတယ်။ပန်းနီးပုတ်ကိုခူးနိုင်မှုကြိုးစားရင်ကောင်းနေတဲ့ပန်းနီးတွေကိုပါရိုက်မိပြီးပန်းနီးကောင်းတွေဟာမြေပေါ်ကိုလွေကြကုန်မှာတော့တယ်။ဒါနဲ့တောင်သူဦးကြီးကဒီနီးကတိမ်မှန်ပါဘူးလေ။ဒီထက်ပိုကောင်းတဲ့နီလန်းကိုငါရှာမဖြစ်တော့မယ်လို့တွေးပြီး ကားကိုယ်တော်ဘက်ကိုပြန်သွားတယ်။ဒီတစ်ခါမှာတော့သူဟာလောက်စာလုံးငယ်လေးတွေကိုယူလာခဲ့တယ်။ဒီလောက်စာလုံးတွေကိုတောင်းပြီးပောက်နေတဲ့အသီးကိုပြစ်မယ်။ဒါဆိုရင်တော့ကြံတဲ့ပန်းဒီကောင်းတွေကိုထိခိုက်စေမှာမဟုတ်တော့ဘူးလို့စိတ်ထဲကတွေးလိုက်ပါတယ်။ခတ်တာကတောင်သူကြီးရဲ့လက်ပညာကမကြွမှုဖြစ်နေတယ်။ သူကလောက်စာလုံးကိုခက်လန်းလန်းကနေစူးစားပြစ်ပေမဲ့ပန်းနီပေါက်ကိုတစ်ချက်မှမထိပဲပန်းနီကောင်းနေရဲ့ဘေးနာတဝိုက်ကိုပဲမှန်ပြီးမှန်ဖြစ်နေတယ်ဒီနီးကလည်းအကျိုးမဖြစ်ဘူးပဲနောက်တနီကြံအောင်ပါဆိုပြီးသူဟာကောင်းကိုယ်တော်ဘက်ကိုနောက်တစ်ကြိမ်ပြန်သွားတယ်ဒီတစ်ခါမှာတော့သူဟာတစ်ကိုင်းဖြတ်တဲ့လှော့ဆက်တစ်ခုကိုယူလာခဲ့ပြန်တယ် သူရဲ့စိတ်ကူးကအဲ့ဒီပန်းဒီပုတ်ရှိနေတဲ့အကိုင်းကိုဖြတ်ချပစ်လိုက်ပူပါပဲဒီလိုနဲ့တောင်သူကြီးဟာပန်းဒီပင်နာကိုပြန်ရောက်လာတယ်ပန်းဒီပုတ်ကအမြင့်ဆုံးအကိုင်းမှာရှိနေတာကြောင့်သူ့ရဲ့လှော့ဆက်ကိုပန်းဒီပုတ်နဲ့အနီးဆက်ဆုံးအကိုင်းမော်ကိုမြောက်တင်လိုက်တယ်အနီးဆက်ဆုံးအကိုင်းကိုဖြတ်ချဖို့ပြင်နေရင်ကသူဟာပန်းဒီပင်ကြီးတစ်ပင်လုံးကို တေချာလေးတည်ထိုင်မိကြတယ်။အဲ့ဒီအခါမှာတော့တောင်သူကြီးဟာစိတ်မကောင်းစရာအမှန်တရားတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒါကတော့သူဟာပန်းနီးပုတ်တစ်လုံးနဲ့ကိုပဲအာယုံဆိုင်ပြီးအဲ့ဒီပန်းနီးပုတ်ကိုဖယ်ရှားဖို့ကြိုးစားနေရင်ကပန်းနီးကောင်းတွေအများကြီးဆုံးရှုံးစေခဲ့ပြီဆိုတဲ့အချက်ပါပဲ။သူဟာပန်းနီးကောင်းတွေကိုဂယုတစိုက်ပြုစုဖို့ကိုမိတ်လျော့နေခဲ့ပြီး န်းနီးပုတ်တလုံးကြောင့်ပန်းနီးကောင်းတွေအများကြီးကို သူကိုယ်တိုင်ပြည့်စည်စေခဲ့ပြီးဆိုတာပတိပြူမိလိုက်တဲ့အခါမှာတောင်သူကြီးရဲ့ရင်ထဲမှာဝမ်းနေခြင်းများစွာနဲ့နောင်တအကြီးအကျယ်ရနေပါတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။ဒီပုံမြင်လေးကနေပြီးတငယ်ချင်းတို့အတွက်တတိပြုဆင်ញင်နိုင်တဲ့သင်ခန်းစာနှစ်ခုကိုတင်ပြပေးခြင်းပါတယ်။တစ်ခါတလေကြရင် ဆက်ဆံရေးတခုမှာကျမတို့ဟာပန်းနီပေါက်လို့ဖြစ်နေတဲ့ချွတ်ရင်းအာနယ်ချက်တွေအပြစ်တွေကိုလိုရာထပ်ပို့ပြီးအာယုံဆိုင်မိတတ်ပါတယ်။အဲ့ဒီလိုမကောင်းတဲ့အချက်တွေနဲ့ပတ်သက်ပြီးအချိန်ကုန်ခံလူအပင်မန်းခံပြီးခံစားနေတဲ့တစ်ချိန်တည်းမှာပဲကျမတို့ရဲ့ဘဝတွေကပန်းနီကောင်းတွေနဲ့အလားတူတဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုယ်ပိုင်ပြောင်းရွှေ့မှုတွေကို ဖြည့်ဆည်းမိတတ်ကြပါတယ်။အမျက်တနိုးခံစားဖို့ဂယုတဆိုင်ထိုင်တိုင်းမို့လဲမေလျုံနေတတ်ကြပါတယ်။ဒါကြောင့်ပန်းဒီပေါင်းနဲ့တူတဲ့မကောင်းတဲ့အချက်တစ်ချက်ကြောင့်ကောင်းမှုနဲ့ဖိုးတန်ဆက်ဆံရေးတွေကိုမဖြည့်ဆည်းမိဖို့ကျမတို့အားလုံးအတိတ်တည်းနဲ့ဆင်ញင်ကြရမှာပဲဖြစ်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့ကတော့တကယ်တမ်းလောကမှာအရေးကြီးဆုံးသောအရာက ချို့ရင်းအားနဲ့ချက်တွေကိုအချိန်ကုန်ခံပြီးစူးစမ်းရှာဖွေဖို့ဖယ်ထုတ်ပြဖို့မဟုတ်ပါဘူးချို့ရင်းအားနဲ့ချက်တွေကိုလက်ခံပြုပြင်ရင်ကျမတို့ရဲ့အားသာချက်တွေပင်ကိုဆွမ်းရည်တွေကိုကောင်းတစ်ထက်ကောင်းအောင်တောက်ပတစ်ထက်တောက်ပအောင်စူးစမ်းအားထုတ်ခြင်းဒီတာဘဝရဲ့စစ်မှန်တဲ့နှစ်သာရဖြစ်ပါတယ်ဒါကြောင့်မို့လို့တငယ်ချင်းတို့ကလည်းကိုယ်နဲ့ထိုက်တန်တဲ့ပန်းဒီကောင်းတွေကိုအာရုံစိုက်ပြီး ပန်းနီကောင်းနေရဲ့အနှစ်သာရကိုနှစ်သက်ခံစားဖို့ဒီဗီဒီယိုလေးကနေတစ်ဆင့်တိုက်တွန်းလာရပါတယ်။